SCP-1 လက်ကွမ်းဟာတနင်္သာရီတောင်လမ်းတွေရဲ့တဝိုက်မိုးသစ်တော်ကြီးတွေရဲ့အတွင်းလှဲ့လေဖွင့်လေလေရှိတဲ့စီမီမိမ့်မိမ့်နဲ့အလင်းပေးထားတဲ့ညာစေးတစ်ခုပဲဖြစ်ပြီးဒီညာစေးဟာညတကောင်ရဲ့၃နာရီတိတိမှပေါ်လာတတ်ပါတယ်။ဒါပေမဲ့ဒီစေးဟာနေရာတနေရာမှာပဲတသမတ်ထက်ပေါ်လာတာမျိုးမဟုတ်ပဲရွေရှားနေတဲ့ဈေးတစ်ခုပါ။ဒေတာကန်ရဲ့အဆိုအရ SCP-1 လက်ကွမ်းဟာအသက်ရှင်နေသူများထံမှာဝိညာဉ်အစိပ်ပိုင်းတွေနဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ပရာလောကသားတွေပွင့်ထားတဲ့ညာစည်းလို့ယုံကြည်ထားကြပါတယ်။ SCB Foundation မှာသုတေသနပညာရှင်များကတော့အဲ့ဒီညာစည်းဟာကျွန်တော်တို့ကမ္ဘာနဲ့အခြားဘုံဌာနတစ်ခုကြားထဲမှာချိတ်ဆက်ထားတဲ့ဝင်ပေါက်လို့သတ်မှတ်ထားကြပါတယ်။ SCB 1လောက်1ညာစည်းတွေဟာဈေးတွေအများစုကျောပလာနဲ့လန်ကွတ်တီတို့မဟုတ်ရင်ကောင်းရှားတွေနဲ့သာ တွေ့ရတတ်ပြီးတချို့ကတော့မြမရိုးရာဝတ်စုံတွေနဲ့ဝန်နာသာဝတ်စုံတွေနဲ့တွေ့မြင်ရတတ်ပါတယ် သူတို့တွေရဲ့အရွယ်စားကလည်းအလွန်ကွဲပြားလာပါသေးတယ်။တချို့ဆိုရင်ဝါနှပြန်အရက်လောက်ရှည်တဲ့သူတွေပါတယ်လို့တချို့ကြတော့အင်စီကအရွယ်လောက်ကြီးတဲ့ခန္ဓာကိုယ်နဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့တူညီနေတာတခုကတော့သူတို့တွေကမျက်နှာမပါတဲ့လူဒရန်တွေပဲဖြစ်နေကြတာပါ။ဈေးဝယ်သူတွေက SCP-1 လက်ခွန်ညာသေးတဲ့ကိုရောက်သွားခဲ့ပြီးအရင်ထုံးကလည်းရောက်ပိုးခဲ့တယ်လို့ခန်းစားကြရတတ်ပါတယ်။နောက်ပြီးဈေးကကြက်ပြတ်မကြစီကားနေပေမဲ့ ဝဲသူရောင်းသူမကိုချားတဲ့ပဲအပြန်လန်တီတူစကားပြောကြတဲ့အတန်ကလွဲလို့ပဝန်းကျင်တစ်ခုလုံးကဘာသာမှမချားရလေအောင်တိတ်ဆိတ်နေလာပါတယ်။ဒါပြောရရင်ကိုဘာပေးလို့ဘာဝယ်နေလဲဆိုတာဘသူမှမချားနိုင်မမြင်နိုင်ချာဘူးဖြစ်ပါတယ်။ဒီเจ้าကိုချားနေရတဲ့သူတွေအဖို့ SCP-1 လက်ကွမ်းညာစေးကအလွန်ကြောက်စရာကောင်းလို့လာတယ်လို့ထင်အားလောက်ပေမဲ့ဈေးတွေကိုရောက်သွားကြတဲ့သူတွေအဖို့ကတော့မပြောင်းခြင်းလောက်အောင်ကိုစွန့်ဆောင်ထားနိုင်နေစေးပါ ဒါပေမဲ့ SCP-1 လောက်1ညစေးရညချိန်3နာရီနဲ့33မိနစ်တိတိမှာပျောက်ကွယ်သွားမှာဖြစ်လို့ဈေးထဲကိုရောက်ရှိနေကြရတဲ့ဈေးဝယ်သူတက်ရှိလူသားတွေကိုညာစေးမပိတ်မီအထဲကနေထွက်ခွာမသွားပါကအဲ့ဒီပုံမှာပဲထောက်အရပိတ်မီသွားကြမှာပဲဖြစ်ပါတယ်၎င်း SCP-1 လောက်1ညစေးမှာတော့အောက်ပါအတိုင်းပစ္စည်းများကိုရောင်းချလိရှိကြောင်းတွေ့ရှိရပါတယ်အဲ့ဒါတွေကတမိုင်းမတန်မကြံပဲပျောက်ဆုံးသွားကြတဲ့ရှင်အောင်ပစ္စည်းတွေဝယ်သူရဲ့အနာဂတ်ကို ိကျမှန်ကန်စွာဟောကိန်းထုတ်ပေးထားတဲ့မိမိရဲ့အမိပါတဲ့မှတ်စုပေးလွားတယ်။သိဆုံးပြီးဒါမှမဟုတ်မသိဆုံးမီလူတွေရဲ့အဖို့တန်ပစ္စည်းတွေနဲ့တည်နေရတယ်။ကိုယ်လွန်သွားပြီဖြစ်တဲ့သူတွေနဲ့စကားဖလှယ်နိုင်တဲ့မြေအိုးရေအိုးတွေပီယာစေးပါဝင်အစွမ်းသိတိပြည့်စုံတဲ့အမတေတွေမိမိစိတ်ချအပြန်လဲလဲလည်နိုင်တဲ့လူအကြီးကုန်တွေလူတက်တန်းနဲ့လဲလည်နိုင်တဲ့နုပြုံမှုစေးရခရရပဲ။ ဆုံးကဝေပညာသည်တွေအတွက်၎င်းတို့ကျင့်စဉ်တဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်။၎င်းတို့လိုအပ်နေတဲ့ပစ္စည်းပစ္စည်းအရာပြီးတော့လူကြောက်တွေစလာတွေပဲဖြစ်ပါတယ်။ညာသေးအတွင်းမှာအသုံးပြုတဲ့အယောင်းဝင်စနစ်ကတော့ကုန်ပစ္စည်းဖလှယ်တဲ့စနစ်ပဲဖြစ်ပြီးဈေးဝယ်သူတွေဖလှယ်ရတဲ့ပစ္စည်းတွေကတော့မိမိဝယ်ယူတဲ့ပစ္စည်းပေါ်မှာမူတည်ပြီးမိမိတို့ပိုင်ဆိုင်တဲ့မျက်နှာတန်ဖိုးထားတဲ့ပစ္စည်းတွေအမတ်တရားအဖြစ်တန်ဖိုးထားရတဲ့မှတ်ဉာဏ်မိမိရဲ့တက်တန်းတချို့တော့လည်း အသွေးအသားနဲ့လူအရည်ပေါ်လေအမြင့်ဆုံးအနေနဲ့မိမိတို့အသက်ပြည့်ထိပါတုံးပြီးအလဲဝယ်ယူနိုင်ကြပါတယ် SCP-1 လောက်ပညာရှိနဲ့ပတ်သက်တဲ့ဖြစ်ရတချို့ကိုပြောပြရမယ်ဆိုရင်ညာသေးကိုရောက်ရှိသွားခဲ့ကြတဲ့လူတချို့ဟာရုပ်ပြပျောက်ဆုံးသွားခဲ့ကြတယ်လို့သိရှိရပြီး၎င်းတို့ပျောက်ဆုံးသွားကြတဲ့အိမ်ယာပါတော့လူတရံမေးလောင်ရပြီးတိတိကျကျကြံနေခဲ့တတ်ပါတယ်ဒါကြောင့်ဒီအဖြစ်ကိုအပေါင်းလေးရှင်းရငရေတကားကိုဖျက်ခဲ့ကြတဲ့သူတွေအဖြစ်မှတ်တမ်းတင်ထားကြပါတယ် ဒါပေမဲ့တချို့ကတော့ပျောက်ဆုံးသွားကြပေမဲ့ဒီလိုမျိုးကြံမဏီတက်ကြပါအောင်ဒီလိုအချိန်နည်းပျောက်ဆုံးသွားခဲ့ကြတဲ့သူတွေကိုတော့အရေးကုန်လဲခဲ့ကြသူတွေအဖြစ်သတ်မှတ်ပြီးမလူလားအပ်တဲ့ပြဿနာတွေမရှိစေဖို့ပိုဖိုင်အဖွဲ့မှာဓာတ်ရိုက်အမိန့်နဲ့အစင်သုံးရှိတဲ့ဝန်ထမ်းတွေကိုစေလွတ်ဖမ်းဆီးထိန်းသိမ်းခိုင်းခဲ့ကြရပါတယ်တခါက SCP Foundation ရဲ့ဝန်ထမ်းတအူကသူတည်တနာပြုတ်လို့ SCP 1.1ညာစီတွေကနေစကားဖလှယ်နိုင်တဲ့ရေအိုးကိုဝယ်လာခဲ့ပါတယ် ူဝယ်လာခဲ့တဲ့ရေဘိုးတဲကနေတချင်းကဒေဆုံသွားပြီဖြစ်တဲ့သူ့ရဲ့သမီးဖြစ်သူရဲ့အတန်ကိုကြားနေရကြောင်းယခုစကားပြန်လဲပြောနေကြောင်းစုနေပေမဲ့ဘေးနားမှာရှိတဲ့ကြံတဲ့ဝန်ထမ်းတွေကတော့သူ့တယောက်တည်းစကားပြောနေတဲ့အတန်ကလွဲလို့အိုးတဲကနေဘာတမ်းမှမကြားခဲ့ကြရပါဘူးရပိုက်နေငယ်ကြမှာရေဘိုးကခြောက်ခွဲခံလိုက်ရတယ်လို့ဟတက်ကွဲသွားပြီးအစောကဝန်ထမ်းလဲသတိလစ်သွားပါတယ်သူ့ပြန်နိုးလာတဲ့အချိန်မှာတော့ညာစင်းနဲ့တူဝေခဲ့တဲ့ရေအိုးအချောင်းတွေဖုတ်ပါအောင် ူ့မှာသမီးတယောက်ရှိခဲ့ဘူးလေဆိုတာကိုပါလုံးဝမေ့လျော့သွားခဲ့ပါပြီ။လက်ရှိမှာ SCP Foundation ကလည်းဒီရွေးရှားနေတဲ့ SCP 1လောက်ကွန်ညာသေးတဲ့ကိုလူတွေမဝင်နိုင်အောင်ရောက်မသွားနိုင်အောင်လှုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။ဒါကြောင့်တနင်္သာရီတောင်လမ်းတွေမိုးတစ်တော်တွေတဝိုက်မှာရှိတဲ့ကျက်မြီတွေ၊ကျင်းစာတစ်မြီတွေ၊ပုံစံစကြက်မြီတွေကိုစုဆောင်ပြုစုထားကြပြီးစောင့်ကြည့်ထားလျက်ရှိပါတယ်။အကယ်၍အဲ့ဒီနေရာတွေမှာ ရလောကသားတွေစုဝေးမှုမျိုးတွေးရှိခဲ့ပါကတင်းကျက်တဲ့လုံခြုံရေးချပြီးပြင်ပမှလူတွေမရောက်ရှိလာနိုင်အောင်လှုပ်ဆောင်ကြရပါတယ်ဒါပေမဲ့ရွေးရှားနေတဲ့ညာသေးဖြစ်တာကြောင့်ထိန်းချုပ်ရမလွယ်ကူလာတဲ့အတွက်၎င်း SCP-1 လက်ကွမ်းကိုမြန်မာအဆင့်အနေအဖြစ် သတ်မှတ်ထားကြရပါတယ်